င်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာခဒီနေ့2025ခုနှစ်17လပိုင်းအဲနိုဝင်ဘာလအတွက်တလစာဗုဒ္ဓဘုရားဟူတာသမီးတွေအတွက်ရှောင်းရံဆောင်းရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစ္စာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေတွေအားလုံးဘေးပြာမှန်ကန်မြောက်ဝေးကွာကြပါပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုတာလိုက်ပါကျတော့အချိန်တွေတွေ့ရနေပြောင်းလာတာအခုဆိုရင်ဟလာဒလာကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီ အဲ့တော့ဘုတ်တခုကြောင်သာသမီမိတ်ဆွေတွေအတားလဲစားတဲ့နှစ်မရဏအိမ်လဲလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဘုတ်တခုရအောင်သာသမီတွေကအရှင်ဒီဒီတစ်နှစ်ဟာပြီးခဲ့တဲ့၁၀လအတွင်းမှာဘလို့ရှင်နေတွေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစီတဲ့နှစ်လားကံညံ့စီတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်တွေဟာဒီလောက်ပဲတာမန်ထက်တော့ထူ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 မရှိပါဘူးလားဆိုတာဆရာကကောမန်ထဲမှာမှတ်ပြီးကြောက်ကြပါဦးဆရာအခုတစ်လစာလေရှင်နေတာများပြီဆိုတော့စလိုက်ကြရအောင် ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒ္ဒတိမိတ်ဆွေတို့ရဲ့တလှတာကံကြမ္မာကိုတားရုံနဲ့ဆွဲတဲ့အခါအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွားစိတ်နှစ်ခွားဖြစ်နေတယ်။ဒါကိုပဲလုံရင်ကောင်းမလားဟိုကောပဲလုံရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အစဉ်ပြေခြင်းနဲ့စိတ်တွေမျောလင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာရုလည်းတိုးခြင်းနဲ့အဲနေရာထိုင်ခြင်းလည်းပြောင်းကျင်တာမျိုးအဲယာယာရုအိမ်လည်းပိုင်ခြင်းနဲ့ယောက်ျားလည်းရခြင်းတာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခု အလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျောလင်းကျနှစ်ခုဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့တခုရောက်တာသမီးကချင်းသေးပါတယ်ဒီ၁၇လပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာရောက်ရှိနေပါတယ်အထူးသဖြင့်အခြားနေသားလေးတွေမှာတော့ဘုတခုရောက်တာသမီးကဒီတလတာတော့တွင်မှာဆိုရင်တော့၁၇လပိုင်းရဲ့ကံဟာရှိနေရမိတ်ဆွေတို့ကကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင် ဟိုအစိုးရတွေကနေပြီးတော့အညံ့တွေကနေပြီးတော့ကောင်းမွန်လာတာမျိုးလောတမယအစဉ်ပြီးအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖြစ်မှမြဲသောကိစ္စလေးတွေနေရာတိုင်းချင်းအပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းချင်းအဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်နေမိတ်ဆွေများရှေ့တို့လောက်ဆောင်ရတော့အာသာကောင်းမွန်တော့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလုတ်တစ်ကြီးမှာ အလုတ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလုံဆောင်နေတာမျိုးအစင်မပြေပြောင်းစူးစမ်းဆန်းဆောင်နေတာမျိုးတက်လုပ်ငန်းအပြောင်းလဲအလုတ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုတွေမှာစဉ်းစားထားပြီးတော့လုံဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလုပ်ရင်အနာဂတ်မှာဒီမန်းကျက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုမဲ့လာဖြစ်ပါတယ် ထို့အပြင်ဗုဒ္ဓဘုရားတသမီဒီစက္ကလပိုင်းတွင်မှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးနှစ်တရာများတယ်နော်နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးတစ်ချိန်နဲ့တော့မပြီးမပြတ်ဖ ೇನೆ အဲဟိုချစ်တို့ဆောင်ရဝင်ဝင်ဆောင်ဖို့ပဲတင်းနဲ့မကြည့်ပဘူးဘေးနေအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေအဲအင်တာဗျူးလို့ဆနာလို့ပီပွားခီးသွားလို့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကမှအောင်မြင်တာမျိုးနှစ်ချိန်လောက်တော့လောက်ရတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တာမန်ဖတ်တော့အားမလျှော့စေဘူးကြောင်းနဲ့တကယ်လို့မှအားနေခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းနဲ့အားပေးခြင်းပါလေ ကောင်းပြီဒီတလတာတော့ဒီမှာဆိုရင်နိုင်ငံခြားခီးသွားတဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလို့ဆောင်မှာပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခီးသွားလုပ်ငန်းတွေရှေ့လို့ဆောင်ရလို့ဆောင်လို့ကောင်းတဲ့အပြင်ငွေကကြန့်ကြာနေတော့မိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခီးထွက်ရတာမျိုးဒီပခီးထွက်ရတာမျိုးလေးတွေရဲဝေးခီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရရာဖြစ်ရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ငွေကခက်ခဲနေတော့မိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးတက်အလုပ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ရှားရှားအပြောင်းလဲလေးနဲ့ပြုပြင်လုပ်ရရင်အားသာတိုးတက်ပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းလဲထားလောင်းပြောကြလိုက်ပါစီ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဟလာခီးသွားကိစ္စနေရာတိုင်းကိစ္စယာထုလုံမှန်ကိစ္စနဲ့ပတ်သက်ယာထုတိုးဖို့ယာထုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာထုတိုးခြင်းယာထုတက်ခြင်းတွေချိန်တည်ကိုကြုံရမယ်လာဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်အပြောင်းလဲလေးနဲ့ရှေ့တူလှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါရစေဒီနေ့25ခုနှစ်စက်တလပိုင်းမှာဗုဒ္ဓဘုရားတော်သတိနဲ့အယောင်းဝယ်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ပုံတည်၍ဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအထို့ပြင်ဟိုအတွင်းထွက်ပုံပစ္စည်းတွေအထက်အလိမ့် TT ပနတ်ဒေါ်လာဒီဇယ်လောင်းစားစီအဆရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအရောင်းဝယ်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအလှပရေအလှကုန်ဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေဖန်စီလုပ်ငန်း အဲစားတောက်ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ဟိုခီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာအော်ပရေတာဆက်ရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြေးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြေးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရုံးထွက်ပြီးတော့လုံဆောင်လိုက်တာမျိုးတေရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှိတူဆောင်ရခြင်းအဲအခွင့်အလမ်းကောင်းအစနာလိုမျောလင်းချက်ကောင်းတွေကိုလက်ဆုပ်လက်ကမ်းရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OH ရှမ်းပြည်ဝယ်နေသူတွေ OH ရှမ်းပြည် ဆနာလိုပါဟိုရှေ့တို့ပိုင်ဆိုင်လာအားလာမျိုးတွေဆူတောင်းပြတာမျိုးတွေမမြင်ရတော့ပုံကိုယ်တွေရဲ့အကူအညီအထောက်ပံ့လေးတွေကြောင့် OA Champion ပိုင်ဆိုင်ရတာမျိုးတွေကျုံ့တက်တဲ့အတွက်တော့မိတ်ဆွေဘုံတခုကြောက် သာသမီတွေကဒီတလတာတော့တွင်မှာဆိုလို့ရှိရင်တော့ဘာလို့မဆိုရှေ့တို့ပြီးတော့အားသာကောင်းမှမှာတယ်ငိုကသာသမီနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးလို့အေးချမ်းမှုလို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်တာလို့ဆိုလို့ရှိရင်ငိုကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရဲရဲတင်းတင်းနဲ့မျက်နှာချင်းဆိုင် face to face တောင်းတာမျိုးဖြစ်စေတင်းတင်းရင်ရင် ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းထားလောင်းပြောကြလိုက်ရပြီအဲဒါပြင်အလုတ်ကိုင်နဲ့ပတ်သက်လာတဲ့အခါမှာတပည့်လက်သားသမီးတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်တာမျိုးလေးတွေကြုံရတတ်တဲ့အပြင်ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစေကမှုကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြေးကံအားသာကောင်းမှုပြီးကံကောင်းလာစေမှအသေးချာပဲဖြစ်တယ်။တတိထားမယ့်အချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်။ဒီလက်ကအတော့နဲ့မှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျာတွေထဲမှာကိုယ်ကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုဟိုကိုကိုကိုစိတ်အခက်မသိလို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပြီးမှကိုယ်ကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေကိုတတိထားဆင်ပြေပြန်လိုအပ်တော့ကာလဖြစ်ပါတယ်ဒါအပြင်စကားအများကြီးပြောရတော့လုပ်ငန်းတွေနည်းနည်းလေးကန့်အားနည်းစီတော့ကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင် ပြတ်တတ်သောကာလဖြစ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းအစ်စ်တွေယင်အစ်စ်တွေတတိထားဆင်ကျင်ဆောင်ရွက်ပြန်လိုအပ်ပါတယ်။အိမ်တွင်းရေးကိစ္စအမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်းမိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့ အဲတောကလေးတွေနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပြရတာမျိုးတွေဂျုံအပ်တတ်တဲ့အတွက်တော့စိတ်ညရတတ်တော့ကလာပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားဆင်ခြင်မှာကိုကိုအဲဆွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲဆွနာလိုပေါ့ဟို ဟိုကောင်းချိုးမပြီးတာမျိုးလေးတွေဂျုံအားတက်တဲ့ဘက်တော့မိတ်ဆွေတို့ဗိုလ်တပည့်ရောက်သားသမီးများအနေနဲ့အဲမိတ်ဆွေဆောင်ပေါင်းတင်ဟောင်းနေတဲ့ပတ်သက်ရင်အတိအပြုစင်ကြမှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေပုံနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ကူညီချွေချင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့တတိထားစင်ကြပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းတက်လောက်ပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့စားစားတော့ကိုလုပ်ငန်းတွေစက်ပစ္စည်းရင်အစ်စ်နဲ့ပတ်သက်တာတွေတတိထားစင်ကြပေးရလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းလည်းတက်လောက်ပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာစက်ခနဲ့ပေါ်လာတာတွေဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေ ်အခုခုအလင်းစလို့ဆုံးဖြတ်တာမျိုးလေးဟာမိတ်ဆွေဘုတ်တခုရအောင်တာသမီးတွေကံကိုအားနည်းစီပြီးတော့ကံညံ့စီတော့ကာလဖြစ်ပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်တင်တဲ့အလူကံဆနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ဘဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖရာပုံဒီပုံတော်ဇေဒီအဆရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေကထုထုချာချာအူညီမဆမှုတွေရရှိတတ်တယ်လူမျိုးချနေရာချဘာသာချတွေတိုင်းတစ်ပါးတွေရအကျိုးပေးမှုတွေအကျိုးပြုမှုတွေကိုကြုံရတဲ့တော့ကာလဖြစ်ပြီးတော့တစ်ချိန်ကခုမှအခက်အခဲတွေအကြအတဲတွေဖြစ်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာ ပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လာရင်အစာရေးနဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေတွေတတိယအဆင့်တွေမှာအဲလေချောင်းနဲ့ပတ်သက်ပြီးတော့ဆက်နလေချောင်းနာတာမျိုးအတန်နဲ့ပတ်သက်တာမျိုးတွေတွေမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ပြီးတော့အတန်နာတာမျိုးချောင်းဆူချွတ်တလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင်နာမျိုးအစာရေးနဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်။ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တတ်နိုင်ပါလေ။အဲထို့ပြင်သမီးစားများအနေနဲ့ဖူးစာပတ်အမ တကယ်ပေါ်ခြင်းဖူးစာပတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်တော်ဖက်ရဲ့အထောက်အကူကိုရရှိခြင်းလေကျွန်မမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပြီဒါအပြင်မိတ်ဆွေဘုတ်တူရအောင်တောင်းမိမိတ်ဆွေများအနေနဲ့အဒီတလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေများရတတ်တဲ့အတွက်ဘာကုန်မဆိုးကြိုတင်ဖွင့်မပြောပါနဲ့အပြက်သဘောလေးတွေအပြက်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာရင် ိန်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပฏิပက္ခပြဒနာတတ်တာမျိုးလေးတွေအကြီးအကျယ်ပြဒနာတတ်တာမျိုးတွေရုံးရောက်ကဲ့ရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းပေါင်းနေနဲ့အလုတ်ချုပ်တတ်တော်လာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိန်အောင်ကြီးနဲ့ပတ်သက်လာပြီးပြဒနာအရှိတိလာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိန်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သာပြဒနာပฏิပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိန်အောင်ဘက်မသိအောင်ဘာဘုံမှဆက်တင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့တတိပြုစင်ကြံအတွက်တော့လိုအပ်သောကာလပိုင်းချဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ အဲဘာလို့သတိပြုစင်နေရမလဲဆိုတော့ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့မထင်မှဖင်းတဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတတ်တဲ့လာဖြစ်တဲ့အတ္တိဘဝသတိထားစင်ကြင်ပြရန်တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလေးတွေတိတိပနတ်တွေလက်ဆောင်ရရှိတာမျိုးတစားလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ပူဇာဘက်ပူဇာရှင်တွေနဲ့လူငယ်များအနေနဲ့ဆုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများဝေးကွာနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲဆုံစည်းရတာမျိုးတိုင်ပင်ချင်း ဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတိုးတက်စေပါလေခင်ဗျာဒါပြင်ဗုဒ္ဓခုရအောင်သာမြေမေဆွေများဒီလတာတော်တွေမှာအချွေရောင်အနီရောင်ခဲရောင် အကျိုးပေးပါလေအကျိုးပေးသောအရာဟာတောင်ဆူဆူရဖြစ်ပြီးတော့စန်တီယာရကတော့မြောက်ရဖြစ်ပါလေအကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ခုနှစ်ကနန်းကိုကနန်း နှစ်ကနန်းတခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီတရတာတော်တွေမှာဆိုရင်ဘုတ်တခုသာသမီမိတ်ဆွေများအနေနဲ့တောက်ကြသာသမီတနင်္လာသာသမီတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမီများအနေနဲ့ကတော့ တောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်တန်လျရရဲ့ထောက်ကူကိုရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါ။မိတ်ဆွေတို့အနေနဲ့စပစ်စီအသက်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာရုပ်ရည်ကမတင်မပဲကျမ်းမာရင်ညံ့လာတာမျိုးပြဿနာအကြီးကြီးပဲပြိပကတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေစပစ်စီအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကိုကိုယ်တိုင်ညာရဲ့ခရီးတည့်ရထွက်လိုက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်စပစ်စီအဟောင်းအဆုတ်တွေကိုဆွန့်လိုက်တာမျိုးဖြစ်စေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်ပါလေ။စက်တူလုပ်ငန်းတွေညံ့ပါလေ။စားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့သူများတွေးတဲ့ကန်းစာလေးတွေမှာတတိထားဆင်ခြင်ပြန်လို့အတော့ကလာ ပိုင်းခြားဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုမဆိုပလန် A ပလန် B ထားပြီးလို့ရင်ဒီလဟာကန်တရားရဲ့အထောက်အကူရရှိတတ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ဗုဒ္ဓဘုရားဥဒ္ဒဝိညာအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်အဲတုကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနည်းကိုလေးပတ်လုံးနဲ့စတရတတိစိတ်ကမျိုးဖြစ်စေတကယ်လို့မှအထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြေရင်တမ္မာတမ္ပုတ်တော့ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ရအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ချစ်တို့အစင်ပြေအောင်ရင်တို့တက်စီမှာအတိအကျပဲဖြစ်တယ်ဒီတလကတော့ဒီမှာ အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲ မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသားသမီးများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟိုလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်ကိုအဝါရောင်တို့များများပါသောအကြောင်းတွေကိုဝတ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မြတ်စွာဘုရားမှာတောက်ရီအေးအေးလေးနှစ်ဖက်ကလို့ကိုလူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်ဒီလာတာတော့ဒီမှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပြီပါထို့ပြင်မိတ်ဆွေတို့အနေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါလေခင်ဗျတနင်္ဂနွေသားသမီး မိတွေနဲ့ပတ်သက်ပြီးတော့စိတ်ငြိရလာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွေ့ပါမလုံရလို့အကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီကကတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုဒီဝယ်ကုန်တွေရောင်းထွက်အောင်တွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေမှန်သမျှကိုဆရာတို့ဟိုထီကလေးတစ်ချောင်းနဲ့ထီခေါက်ရိုက်ပုတ်ပြီးတော့ရောင်းမှာကအောင်တွက်အောင်ထွက်သွားစီမှာအတိအကျပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီကရတာတော့ဒီမှာဆိုလို့ရှိရင်တော့ကန်ဆာတရားတွေပွင့်လန်းစီရအတွက်အဲ ဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအစားရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလှူတာမျိုးလေးတွေဖြစ်စေအဆန်နဲ့ပတ်သက်ပြီးမရှိဆင်းရဲသားလေးကိုဝေမျှပေးတာမျိုးလို့အဲဆွနာလို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလှူတန်းပြခြင်းအပြင်ကုသိုလ်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဗုဒ္ဓဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေများဒီတလတာတော့ဒီမှာအဆက်ဆာရဲ့အောင်မြင်အစဉ်ပြေဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာခင်နောက်ပိတ်ကြည့်မိချင်း0939 0939 410 7902 410 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 5နဲ့မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဲတခုလောက်ကြံပေးပါရစီဆရာကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေတောင်းပန်ပါလေဆရာကြီးမဗီဒီယိုရေးသွေးလေးမျက်နှာတော်နဲ့ကျွန်တော်ရိုက်ခွင်းလေးတွေပုံစံလေးတွေရှင်းရိုက်ထားတဲ့အတွက်အဲကျွန်တော် underline ဖြစ်နေတာအလို့နားလိုက်ပြီးတော့ခင်ဗျာကျေးဇူးတင်ပါတယ်ဘောတကူရအောင်တာဝန်ပေးချင်တယ်ဒီကလာတာဘုဒ္ဓမှာအဆက်ဆက်ရအဆင်ပြေအောင်မြင်စေပြီးငွေကြေးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ် ဆရာတို့ဟိုဟိုပကံများလေးတက်ရှာတယ်မှာဆံကလေး၃စုပ်ကိုကုတ်တယ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆံကလေး၃စုပ်ကိုကုတ်တယ်ပါကုတ်တယ်ပြီးတဲ့အခါကျတော့ရှင်မိတ်ဆွေတို့ဟိုဆွနာလို့စားလေးနဲ့ငယ်ထုတ်တာမျိုးဟိုဆရာတို့ဘန်းလေးတက်ရှာတယ်မှာပဲပကံများတက်ရှာတယ်မှာပဲဆံစီစေးစားဆိုရဲအလူလေးနဲ့ငွေလေး၃00ကျပ်ကို ဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ထိုးပြီးတော့သတိကံကိုဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလှူဒါန်းအခြင်းအားဖြင့်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလှူထားခြင်းအားဖြင့်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မြက်စွာဖျားမှာလှူထားတဲ့တောက်ရီကွက်ထရရေကိုစွန့်စွန့်ပြီးတဲ့အခါလက်ညှိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိဒူးဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဈေးဆိုင်လေးစိုင်းလေးလုပ်ငန်းတွေကိုဖျန်းခြင်းအားဖြင့် အဆက်ဆက်ရေးအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာပြောင်းပြောင်းနေတဲ့ဗုဒ္ဓဖူးရောက်တာမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအပြင်မှာအဆက်ဆက်ရေးရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘုလက်ဝေဖြုတ်ပဲ့သူစီးစိန်ဥစ္စာများတိုးဝါအောင်မြင်ကြပါစီကြောင်းဆရာကမေတ္တာဖို့ဆုတောင်းနေတယ်ဆရာကဘလို့ရှင်နေရှိတော့ဆရာအဲနည်းနည်းလေးပုံစံရေးသွင်းမြင်တာလေဘလို့ရှင်နေရှိလဲဆိုတာလေကျွန်တော်ကောမန့်ပေးခဲ့ပါဦးခင်ဗျာကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့ကအမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက် ကျွန်တော်တို့ရုပ်ရှင်းပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်